1980ပြည့်နှစ်အချိန်ကာလကဖြစ်ပါတယ်ရန်ကုန်တိုင်းဒေသကြီးဒေါ်ဘုံမြို့နယ်ကုံသွယ်ရေးရုံးမှာဒေါ်ဘုံမြို့နယ်ဝါစုပိုင်းမှာရှိပါတယ်ဦးစီးမန်နေဂျာဟာဦးဝေးကျော်ဖြစ်ပြီးတော့ဌာနကွဲမန်နေဂျာများကတော့ဒေါ်ရေးခိုင်ဒေါ်ခင်ခင်ထွေးဒေါ်ဆန်းဆန်းလွင်တို့ဖြစ်ပါတယ်အဲဒီအချိန်ကကိုသိန်းမောင်ဟာဒေါ်ဘုံမြို့နယ်ကုံသွယ်ရေးလောက်မှာရှိတဲ့ကုံမျိုးစုံဆိုင်မှာငွေကင်ဆေးတောင်ဝန်ထမ်းဆောင်လျက်ရှိပါတယ်ကုံမျိုးစုံဆိုင်ကဒေါ်ဘုံမြို့နယ်ကျော်စိန်ဆက်နဲ့ဘဲလေးဆက်ပြဆက်ဝင်းတွင်မှာရှိပါတယ် ကွန်ပစ္စည်းဖြန့်ချီရာမှာဗမာရေးရက်ွယ်၊နွေရေးရက်ွယ်၊ကောက်ပဲတိနံဇက်ဝင်၊စင်ကြော်ဆက်ဝင်စတဲ့အိမ်တော်စုတွေကိုကွန်ဝယ်စားအုပ်နဲ့ပစ္စည်းဖြန့်ချီရောင်းချပေးတဲ့စနစ်ဖြစ်ပါတယ်။အော်တိုဘာလရဲ့နောက်ဆုံးလကုန်ရက်ဖြစ်တာကြောင့်ပစ္စည်းဝင်ထွက်လက်ကျန်ငွေစင်ပြည့်စုံရမှာဖြစ်ပြီးတော့စိုင်ပိတ်ချိန်က၄နိုင်နောက်ပိုင်းစည်ရင်နေစစ်ဆေးကြပါရယ်ထို့နည်းတူပဲကုန်မျိုးစုံလေးနဲ့ကလျက်မှာရှိတဲ့အခြေခံစားကုန်အမတ်၁၀အာခါစ၁၀စိုင်တာဝန်ခံကုတင်ဦးနဲ့ဝန်ထမ်းတွေကလည်းစည်ရင်လက်ကျန်ကောက်ခြင်းငွေသွင်းစည်ရင်ပြည့်စုံခြင်းလုပ်ငန်းတာဝန်တွေကိုလှုပ်ဆောင်လျက်ရှိပါရယ် အဲ့ဒီအချိန်ကဒေါ်ဘုံမျိုးနဲ့ဗမာရေးရက်ွက်နဲ့နှွေးရက်ွက်တွေမှာယနေ့မျက်မှောက်ခေတ်ကလိုမျိုးကုနိုတိုက်ခန်းတွေမရှိသေးပါဘူး။တမိုးပြင်တော်အိမ်များဒဏီမိုးထရံကာအိမ်များသာရှိပါတယ်။တကေတာမျိုးတစ်စင်နဲ့ကတရလန်းချပြီးတော့စီကားလာတဲ့ရက်ွက်ကြီးနှစ်ကွက်ဖြစ်ပါတယ်။ကောက်ပဲသီးနှံဆက်ဝင်းဘဲလေးဆက်ဝင်းစင်ကျော်ဆက်ဝင်းတို့ဟာဗမာရေးရက်ွက်ပိုင်အိမ်တော်စုတွေဖြစ်ပါတယ်။ကုံမျိုးစုံအမှတ်လေးဆိုင်မှာဝန်ထမ်း၅ဦးရှိပြီးတော့ကိုလရွှေကိုသိန်းမောင်မတ်တန်းထေမတ်မြင့်ကြီးမတ်အောင်ကြီးလေးစတဲ့စင်တာဝန်ကငွေကန်စီရင် ကောင်တာစီရေးလေးများရှိပါတယ်။ အခြေခံစားကုန်ဆိုင်မှာတော့ကိုတင်ဦးကိုရံအောင်မအောင်ကြီးစတဲ့စိုင်းတာဝန်ခံအကူဈေးတဲ့လို့ရှိနေပါတယ်။ကုံမျိုးစုံလေးစိုင်းတာဝန်ခံကိုလရွှေကငွေကင်စေးကိုသိန်းမောင်ကိုကျွန်တော်ရုံးငွေသွဲ့သွင်းမယ်။ကိုသိန်းမောင်ကကော်မတီဝင်နေနဲ့စင်းလက်ကြံတွေကောက်ပြီးတော့နေခဲ့ကြပါ။အခြေခံစားကုန်ဆိုင်ကငွေတွေလည်းယူသွားမှာမလို့ပြန်လာချင်းမှီးပြန်လာခဲ့မယ်။ ကျွန်တော်ပြန်မလာနိုင်လို့ရှိရင်လည်းကိုသိမ်းမောင်တို့ကြည့်ပြီးစီစဉ်လိုက်ပါခမရအစင်းနိုင်တဲ့သူဆိုတော့ကျွန်တော်စိတ်ချပါတယ်ပြီးတော့ကျွန်တော်ကိုသိမ်းမောင်တို့ညစာစားဖို့ကျွန်တော်ဥထွန်းကြီးနဲ့တိုင်ပင်ပြီးတော့အားလုံးစီစဉ်ထားပေးပါပြီအမျိုးသမီးကောင်တာစီးရီနဲ့အခြေခံစားကုန်အကူဈေးတဲ့အမျိုးသမီးတွေကိုစိုင်ပိတ်ချိန်မှာတော့ပြန်ဝင်ပြုခဲ့ပါတယ်ကုန်မျိုးစုံလေးဆိုင်တာဝန်ငန်းကုလရွှေနဲ့အခြေခံစားကုန်ဆိုင်တာဝန်ငန်းကိုတင်ဦးတို့စီစဉ်ထားတဲ့အစားအစာနဲ့ချက်ပြုတ်ရေးတာဝန်ကိုအခြေခံစားကုန်ကော်မတီဝင်ဥထွန်းကြီးကိုတာဝန်ပေးလိုက်ပါတယ်ဥထွန်းကြီးစီစဉ်မှုနဲ့စိတ်တကောင်ဝယ်ပြီးတော့ချက်ပြုတ်စားတော့ကြရန်သဘောတူကြပါတယ် အစားအစာချက်ပြုတ်ရေးတာဝန်ကိုအခြေခံစားကုန်ကော်မတီဝင်ဦးထွန်းကြည်နဲ့အခြေခံစားကုန်ဆိုင်ကအကူဈေးတယ်လေးကိုရံအောင်တို့ကတာဝန်ယူကြပါတယ်။ကုန်မျိုးစုံပစ္စည်း200ကျော်တို့ရဲ့စည်ရင်းနေငွေကန်စည်ကိုသိန်းပေါင်ဟာစည်ရင်းပြုစုပြီးတော့လက်ကျန်ငွေစည်ရင်ကောက်ရပါတယ်။ ဆရင်ကောက်ရမှာကုံမျိုးစုံကော်မတီဝင်တွေဖြစ်တဲ့ဥလာအောင်ဥတင်ရွှေဥထွန်းမြင့်တို့ကကူညီပေးကြပါရယ်။ဆိုင်မှာရှိတဲ့ပစ္စည်းစင်းလက်ကျန်တွေကောက်ယူခြင်းငွေစင်းစစ်ဆေးခြင်းတွေကိုပြုလုပ်ပြီးချိန်မှာတော့ည10နာရီကျော်ရောက်ရှိနေပြီပဲဖြစ်ပါရယ်။လုပ်ငန်းကိစ္စဝဝပြီးစီးသွားတာကြောင့်ဝန်ထမ်းတွေနဲ့ကုံမျိုးစုံကော်မတီဝင်အခြေခံစားကုန်ကော်မတီဝင်တွေဟာညစာစားတော့ကြပါရယ်။စေတကောင်လုံးဝယ်ယူပြီးတော့အနီးပတ်ဝန်းကျင်ကမိတ်ဆွေများကိုမျှဝေစားတော့ပေမဲ့စိတ်သားနှစ်ပိတ်သာလောက်ပို့နေပါသေးတယ်။ ူနေတဲ့စိတ်သားတွေကိုတော့မိသားစုများတဲ့အခြေခံစားကုန်ကုန်စုံဆိုင်ကအကူဈေးတယ်။ကိုရန်အောင်နဲ့ချက်ပြုတ်ရေးတာဝန်ယူတဲ့အခြေခံစားကုန်ကော်မတီဝင်ဦးထွန်းကြည်တို့ကိုခွဲပေးလိုက်ပါတယ်။အချိန်ကတော့ည7:00နာရီလောက်ရှိနေခဲ့ပါပြီ။ထိုအချိန်မှာတော့တက္ကီတမြို့နယ်ကြောက်တိုင်မှာဂိတ်ထိုးတဲ့အမှတ်3လိုင်းကနဲ့ဂျားကားတွေဂိတ်သိမ်းသွားခဲ့ပါပြီ။ကိုယ့်စီစဉ်တဲ့ကိုအိမ်ပြန်ကြရပါတယ်။ကော်မတီဝင်တွေကရက်ွက်တွေမှာနေထိုင်ကြသူများဖြစ်တာကြောင့်အသီးသီးပြန်သွားကြပြီးတော့ဒေါ်ဘုံမြို့နယ်အီတလီယန်ရက်ွက်ယခုဘိုထွန်းဆန်ရက်ွက်မှာနေထိုင်တဲ့ကိုရန်အောင်တွတ်တော်အဖော်မရှိဖြစ်နေပါတယ်။ ။ဦးထွန်းကြည်နဲ့ကိုရံအောင်တို့ဟင်းချက်ပြီးတော့ပိုတဲ့စိတ်သားတွေကိုပလတ်စတစ်အိတ်နဲ့ထုတ်ပြီးတော့ယူသွားရန်ပြင်ဆင်နေကြပါတယ်။လမ်းရိုးလမ်းစဉ်တိုင်းသွားရင်ခရီးရှိမှဆိုတာကြောင့်ကောက်ဘဲသီးနဲ့ဆက်ဝင်းကဖြတ်ပြီးတော့ဗမာရေးရက်ွက်နဲ့ຫນွေရေးရက်ွက်နှစ်ွက်ကြားမြင်းနီလမ်းကနေပြန်ရမှာဖြစ်ပါတယ်။ ကိုမျိုးစုံငွေကိုင်းစီကိုသိန်းမောင်ကဗမာရေးရက်ွက်တက်လမ်းမှာနေထိုင်သူဖြစ်ပြီးတော့ကောက်ဘဲတိနဲ့ဆက်ဝင်းကဖြတ်သွားရင်တော့ဗမာရေးရက်ွက်တက်လမ်းကိုရောက်ပါတယ်။အဲဒီအချိန်ကဗမာရေးရက်ွက်နဲ့နွေရေးရက်ွက်နှစ်ကွက်ကြားမြင်းနီလမ်းဘေးမှာတင်းကျိုင်းရှိပါတယ်။အဲဒီအတွက်လည်းပြန်ရန်ပြင်ဆင်နေတဲ့အကူဈေးတဲ့ကိုရန်အောင်ကိုအခြေခံစားကုန်ကော်မတီဝင်ဦးထွန်းကြီးကနေသတိပေးသလိုလိုနဲ့ပြောလိုက်ပါတယ်။ကိုရန်အောင်စိတ်သားတွေနဲ့တင်းကျိုင်းဘေးကဖြတ်ပြန်လို့ဖြစ်မှာမလားဗျာ။ကြည့်လဲလို့နော်။ဟိုတနေ့ည10:00ကျော်ချိန်က တက္ကိတအနော်မလန်ဟင်းဝယ်ပြီးတော့ပြန်လာတဲ့နောက်တို့ဟင်းကြံကိုတေးရဲလိုက်လို့လို့ရဲဗျာအခုလည်းခမန်းစိတ်သားတွဲတို့ကိုလိုက်ဆွဲနေလို့ဟုတ်ပေဖြစ်နေဦးမယ်ကျွန်တော်စိတ်သားတွဲတို့ကိုလိုက်ဆွဲလို့ရတော့ဗျာဘာလျှော့ပေးမလဲပြန်လူမှာပေါ့ဗျာအပြောမကြီးနဲ့ကိုရံအောင်ရေကျွန်တော်တို့သာညင်းတဲ့တကောင်မသွားတာဟင်းသွားဝယ်တဲ့သူတွေတင်းကြိုင်းထက်ကတေးရဲလိုက်ခံရတယ်ဆိုတာမကြာခဏကြားနေရတာဗျာမကြောက်ပါဘူးဗျာတေးရဲတစီဆိုတာပုံမြင်ထဲမှာသာကြားမှုတာပါကျွန်တော်ကတော့ယုံကြည်လည်းမရှိဘူးတစီတေးရဲဆိုတာကိုတွေးလိုက်ခြင်းနဲ့ဗျာ အပြောမကြီးနဲ့ကိုရောင်ရေးစိတ်သားတွေလာလူလို့ရှင်အတတကြီးသာပေးလိုက်မပေးလိုက်လို့တော့မောကျော်ဆိုင်ပြီးသားမှတ်တော့ဘာပဲပြောပြောဗျာဒီသင်းချိုင်းပဲမြင်နီလန်းပဲဖြတ်ပြန်မယ်ဗျာကိုမျိုးစုံဆိုင်ရာအာစီလည်းပါသားပဲ तू ကဗမာရေးရက်ကွက်တက်လန်းနဲ့နေခဲ့မှာခမားတယောက်တည်းမပြန်ရဲလေကျွန်တော်ရင်ဖြစ်ဖြစ်ကိုသိမ့်မောင်ရင်ဖြစ်ဖြစ်လိုက်အိပ်ပေါ့ဗျာမိုးလေးမပြန်လဲရတဲ့ဥစားကြီးကိုမအိတော့ပါဘူးဗျာအခုလောက်ဆိုရင်အင်းကမိမနဲ့ကလေးတွေညှော်နေလောက်ပြီဗျာကဲကဲပြန်တော့မယ်ဗျာ ပြောပြောဆိုဆိုဦးထွန်းကြီးကိုသိမ်းမောင်ကိုရောင်တို့၃ယောက်ဟာကောက်ပဲတိနဲ့ဆက်ဝင်းကနေဖြတ်ပြီးတော့ပြန်ကြပါတယ်။ဦးထွန်းကြီးကတော့ကောက်ပဲတိနဲ့ဆက်ဝင်းအလုံသမားတန်းရမှရှိတဲ့သူ့ရဲ့အိမ်မှာနေခဲ့ပြီးတော့ကိုသိမ်းမောင်နဲ့ကိုရောင်တို့ဆက်လျှောက်ခဲ့ကြပါတယ်။မြင်းဒီလန်းငွေညောင်မင်းကိုရောက်ပြီးတော့လမ်းခွဲကန်ဒီကိုသိမ်းမောင်ကကိုရောင်အစဉ်ပြေးရလားဗျာ။မပြန်ရဲလို့ရှင်လဲကျွန်တော်အိမ်မှာပဲအိတ်လိုက်လေဗျာ။ဦးထွန်းကြီးပြောသလိုစိတ်သားတွေတရေလိုက်လို့နေပေးလိုက်နော်။သူဆွဲကိုဆွဲတွေပြန်လို့မနေနဲ့။ဟာဗျာအစရိယလည်းလာနောက်နေပြန်ပြီ။တယောက်တည်းပြန်မှလန့်နေရတဲ့ကြားတယ်။ ကုံမျိုးစုံငွေကန်စီကိုသိန်းမောင်ကဗမာရေးရက်ွက်တက်လန်းထဲမှာဝင်ကြံခဲ့ပါတယ်။ကိုရံအောင်တယောက်တည်းစလိတ်ဖွာရင်နဲ့စိတ်သားတွဲတုပ်လေးလက်ကဆွဲပြီးတော့ တင်ញိုင်းမေးမှာရှိတဲ့မြင်းနီလန်းလေးတိုင်းဆက်လျှောက်လာခဲ့ပါတယ်။တင်ញိုင်းမေးမြင်းနီလန်းနဲ့မင်းနန္ဒာလမ်းမကြီးတို့ကဆက်ဆက်လျက်ရှိပါတယ်။မြင်းနီလန်းလေးဟာမှုံပြပြတက်တိုင်းသုံးတိုင်းရှိပါတယ်။ညသကောင်ချင်းဖြစ်တာကြောင့်လူသွားလူလာလည်းပြက်လက်နေပါတယ်။တင်ញိုင်းလန်းဖြစ်တာကြောင့်လည်းတော်ယုံတောင်းလူကဖြတ်သွားဖြတ်လာတော့မလောက်ကြပါဘူး။မင်းနန္ဒာလမ်းမကြီးထဲကိုရောက်ပြီးတရာယုံမတ်တိုင်ချပြီးတော့ဝက်စုမတ်တိုင်ကိုရောက်ရင်တော့ကိုရန်အောင်နေထိုင်တဲ့အီတလီယန်ရက်ကွက်ကိုရောက်ပါတယ်။ယောက်ျားချင်းနဲ့ဆိုရင်မိနစ်30ခန့်ရှောင်ရင်ရောက်နိုင်ပါတယ်။ကိုရန်အောင်တယောက်တည်းခက်သွက်သွက်လေးဆက်လျှောက်လာခဲ့ပါတယ်။ ကိုရောင်ရဲ့စိတ်ထဲမှာတော့လေးနေတယ်လို့ခံစားရပါတယ်။နှစ်ယောက်သားလမ်းခွဲပြီးတော့ခြေလမ်း30လောက်လမ်းမိတာနဲ့နောက်ကနေခြေတန်တစ်ချက်ချက်နဲ့ကြားလာရပါတယ်။ကိုရောင်ကလည်းဟန်ကိုဖို့ဆိုတဲ့အတိုင်းခက်သွက်သွက်ဆက်လျှောက်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲလက်ထဲမှာဆွဲထားတဲ့စိတ်သားတို့ကိုတယောက်ယောက်ကနောက်ကနေလမ်းဆွဲတယ်လို့တုံ့ငနဲဖြစ်သွားခဲ့ပါတယ်။ခြေတန်တစ်ချက်ချက်နဲ့တူဝင်းကောင်းတန်ကြီးနဲ့អော်လိုက်တာကိုလည်းကြားလိုက်ရပါတယ်။အဲ့ဒီထုံငေါ့ပေးခဲ့အဲ့ဒီထုံငေါ့ပေးခဲ့လို့အခုလိုမျိုးညင်းတဲ့တကောင်ရဲ့အချိန်ကြီးမှာနာနာဘာဝနဲ့နှစ်ဖူးတွေဒူးတွေတွေ့လိုက်ရမှာပဲ။ ခေါင်းနှပန်းကြီးပြီးတော့ကြက်သိန်းတွေတစ်ဖက်မြန်ထကနောက်ကျောင်းပြန်လဲမကြည့်ပဲဖနောင်းနဲ့တင်မှာတသားတဲ့ကြအောင်ကိုရံအောင်တုတ်ချေတင်မှာတော့တယ်နောက်ကနေလဲတရက်ရက်နဲ့ခြေတန်ထက်ချက်မကွာကြားနေရပါတယ်စိတ်သားတွေတည်ရဲလာလို့ရှိရင်အသာတကြီးသာပေးလိုက်ဗျမပေးလိုက်လို့ကတော့မောကျော်ဆိုင်ပြီးသားမှတ်ပြီးတော့ အဲ့လိုမျိုးပြောဆိုနေတဲ့ဦးထွန်းကြည်ရဲ့ပြောစကားတွေကိုကိုရောင်နားထဲမှာကြားရအောင်လာမိပါတယ်။မင်းနန္ဒာကတရလမ်းမကြီးကိုရောက်ရင်ဓာတ်တိုင်နှစ်တိုင်ခန့်လိုပါသေးတယ်။နောက်ခုလဲကြည့်လိုက်တဲ့အခါမှာတော့ထိတ်လန့်တုံလုံးပြီးတော့လက်ထဲကစိတ်သားတွဲတို့ကိုတန်ရောစင်ဖြတ်ပြီးနောက်ပြန်ပြစ်ပေးခဲ့ပါတယ်။အဲဒီနောက်မှာတော့ကိုရောင်ကခြေကုန်တုပ်ပြီးတော့ပြေးပါတော့တယ်။စိတ်သားတွဲတို့ပြစ်ပေးခဲ့တဲ့နောက်ပိုင်းမှာတစ်ချက်ချက်လိုက်တဲ့ခြေတံလည်းမကြရတော့ပါဘူး။နောက်တနေ့ဆိုင်ဖွင့်ချိန်မှာတော့ကိုရံဝင်ရဲ့ဇနီးမက်ခင်တွေရောက်လာပြီးတော့ခွင့်စာလာပို့ပါတယ်။ကုံမျိုးစုံဆိုင်နဲ့အခြေခံစားတောက်ကုံဆိုင်မှာထရန်တစ်ချက်သာချတဲ့အတွက် ုရံအောင်ရဲ့ဇနီးမက်ခင်နွယ်ပြောစကားကိုအထင်းသားကြားနေရပါတယ်ညာတော့သကောင်ကျော်လောက်ကြီးကိုရံအောင်မော်ဒဂွန်နဲ့ပြန်လာပြီးအပြင်းဖျားနေလို့အလုံးမစင်းနိုင်တဲ့နဲ့ကျမခွင့်စာလာဖို့ရပါကုံမျိုးစုံဆိုင်ကကိုသိန်းမောင်ကအခြေခံစားကုန်ဆိုင်ဘက်ကိုလမ်းလျှောက်လာပြီးတော့ကိုရံအောင်အတွက်ခွင့်လာတိုင်တာလားဗျာညာကသူနဲ့ကျွန်တော်အတူပြန်လာကြတာပါပဲညာတော့အကောင်းကြီးပါဗျာဘလို့ဖြစ်ပြီးတော့ဖျားရတာလဲမပြောတတ်ပါဘူးရှင်ဂယောင်ကနန်းနေပြောပြီးတော့စိတ်သားစိတ်သားတည့်ရလူလာဆိုတာလဲပြောနေလေရေဂရုံကင်းဖြစ်ပြီးတော့ကိုရီးယားချစ်ချစ်တော့ကိုပူပြီးတော့ဖျားရတာပဲ မိုက်ခင်နွယ်ကမျက်နှာမတမယာနဲ့ပြောပြပါရတယ်။ကုံမျိုးစုံဆိုင်ကငွေကင်စီကိုသိန်းမောင်နဲ့အခြေခံစားကုံဆိုင်ကစိုင်းတာဝန်ခံကိုတင်ဦးတို့ညကအခြေအနေကိုရိပ်ရှားမိလိုက်ပါရတယ်။ညတော့ကကိုရံပြန်လာတော့အထုတ်တထုတ်ပါလာသေးလားဗျ။ဘာထုတ်မှပါမလာပါဘူးရှင်။ဘာဖြစ်လို့လဲ။ဒါဆိုရင်တော့ကိုရံလက်ပြားပြားတာဖြစ်လိမ့်မယ်ဗျ။ ဟုတ်လိမ့်မယ်ထင်တယ်အိမ်ကိုမနဲ့ကမင်းနန္ဒာကျောင်းကစွန့်ခံကိုတော့ကြွလာတော့ဟာကျောင်းကိုလာပြီးတော့ပေးရည်ယူဖို့မှာသွားတယ်ဒီအပြန်ဝင်ယူသွားပြီးတော့ကိုရန်အောင်တိုက်ရမယ်ထို့ကားအခြေခံစားကုန်တာဝန်ခံကိုတင်ဦးကပေးရည်လည်းတိုက်ပါလိုရမယ်ဟာအပူကျစည်းလေးလည်းတိုက်ဖို့မမေ့ပါနဲ့ဗျာ ကင်နယ်ပြောင်းရင်ပြန်လို့ရပါပြီဗျ။ရှောင်းတခင်ခွင့်တင်ပေးလိုက်ပါမယ်။ညနေဆိုင်ပိတ်ပြီးရင်တော့ကျွန်တော်တို့အုပ်စုလာခဲ့ပါအောင်မယ်ဗျာအကိုတို့တငယ်ချင်းရဲ့အခြေအနေကိုလည်းလာကြည့်ပါအောင်ရှင်ကျွန်မပြန်လိုက်ပါအောင်မယ်ညနေဆိုင်ပိတ်ပြီးချိန်မှာတော့ကိုလာရွှေကိုသိန်းမောင်ကိုတင်ဦးတို့ဟာကိုရန်အောင်ရှိရာအီတလီယန်ရက်ကွက်ကိုရောက်သွားခဲ့ကြပါတယ်မခင်နယ်ကဧည့်သည်တွေကိုထွက်ကြွရင်းနဲ့လာရှင်ထိုင်ကြထိုင်ကြကိုရန်အောင်လည်းတက်တာလာပါပြီကိုသိန်းမောင်ကိုမြင်တာနဲ့ပဲကိုရန်အောင်ကအာစရီနဲ့လမ်းခွဲပြီးသိပ်မကြလိုက်ပါဘူးဗျာအာစရီတို့သတိပေးတဲ့အချိန်နနာဘဝနဲ့တွေ့တော့တာပဲတစ်ချက်ချက်နဲ့ခြေတံကြားလို့လဲကြည့်လိုက်တော့ ဆယ်ပြီလောက်အမြင့်ရှိတဲ့နန္နာဘာဝမမဲကောင်ကြီးကိုမြင်တော့မှပဲကျွန်တော်သဘောပေါက်ပြီးတော့တုတ်ချင်တင်ပြီးပြေးရတာဗျာအာစရီပြောသလိုပဲစိတ်သားတွေတို့ကိုနောက်ပြန်ပြစ်ပေးပြီးတော့မှနောက်ကျောင်းရှင်းတော့တာပဲအာစရီရေကိုရံအောင်ကညာတော့ကကြုံတွေ့ခဲ့ရသမျှအဖြစ်အပျက်တွေကိုပြန်လဲပြောကြခဲ့ပါတယ်ကိုရံအောင်ရဲ့စကားဆုံးမှာတော့ကိုသိမ်းမောင်ကခမည်းပြောတော့ပုံမြင်ထဲမှာသာတရက်သက်စီရှိရဆိုဗျာအခုယုံပြီလားအေးဗျာပြောမယုံကြုံမှုမှသိဆိုတဲ့စကားလို့ခုလိုကိုရီကြုံမှာပဲယုံကြည်ရတော့ပါပဲအာစရီရေဒါကြောင့်မို့ဗျာရှေးလူကြီးတွေပြောခဲ့တဲ့စကားကြားဘူးတယ်ဗျာ နေဝင်မိုးချုပ်ချိန်နဲ့ညနေတကောင်ရချိန်တွေမှာအမဲစိမ်းသားငါးတွေယူပြီးတော့မသွားရအောင်လို့ဆူဆုံးမခဲ့တာမဟုတ်ဘူးလားမသားလောက်တဲ့ဆုံးမစကားတွေပါပဲဗျာအခြေခံစားကုန်တာဝန်ခံကိုတင်ဦးကကိုရန်အောင်နေကောင်းပြီးခွင့်ရစီတော့မှပဲအလုပ်ပြန်စင်းပါဗျာရှောင်းတခင်ခွင့်၃ရက်ပေးထားပါတယ်ထို့ကားကုံမျိုးစုံဆိုင်တာဝန်ခံကိုလာရွှေဟာကိုရန်အောင်ခွင့်ရစီလို့အလုပ်ပြန်စင်းညဘက်ပျော်ဝဲစားချက်စားကြရအောင်ဗျာဒီတခါခမောင်းစိတ်သားတွေမပေးလိုက်တော့စိတ်ကောင်းလိုက်ပဲပေးလိုက်မယ် တင်းကျိုင်းပေးမြင်နီလန်းညဘက်ပြန်ရဲလာတော်ပါပြီကိုလာရွှေရဲ့နောက်တကစိတ်ရောလူပါခွေးပြွက်ဝက်ပြပြေးနေရပါအောင်မယ်ဗျာဇလန်လီကတော့ဒီမှာဒီမှာပြီးဆုံးသွားခဲ့ပါပြီဗျဇလန်လီကိုစုံနေတိလိုက်ပါနားဆင်ပေးကြတဲ့လူကြီးမျိုးတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်မွေရေးရေးသားသူကိုလည်းဂါရဝပြွေနောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်